ကေမဒါစီယုံ KNU တပ်မတော်တုံခန့်ဥက္ကဋ္ဌဘဒိုးစောစုံမြင့်အပောင်ဝင်ကင်တော်လင်းခေါင်းဆောင်22ဦးကိုစစ်ကောင်မရှင်ကရေကောက်ပွဲနှောက်ရှက်တယ်လို့ကြောင်းပြပြီးမူပြနာတထုံမြို့နယ်တိန်စိတ်ရက်စကန်မှာနိုဘာ9ရက်နေ့ကရေကောက်ပွဲဥပဒေ23ခါဝေးနဲ့အမှုဖွင့်ခဲ့ပါတယ်ပြီးခဲ့တဲ့နိုဘာ9ရက်နေ့မှာကေမဒါစီယုံ KNU ဒူးဒူးခိုင်ကဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာပြုလုပ်မဲ့စစ်ကောင်မရှင်ရေကောက်ပွဲကိုတိုက်ဖြတ်သွားဖို့ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် KNU ဒုတိယခရိုင်ဥက္ကဋ္ဌဘဒုစောမြတ်အပါ22ဦးတို့ကိုတထုံမြို့နယ်တိစိတ်နယ်မြေရက်စကန်ကနေပေါဆောက်တင်ငါလေးမိဆောင်2025ရွေးကောက်ပွဲများကိုနှောက်ချက်ဟန်တာဖြစည်းချင်းမှကာကွယ်ရေးဥပဒေ23ခါခွေးနဲ့မှုဖွင့်ခဲ့တယ်လို့စစ်ကောင်မရှိကသူ့ရဲ့ဝါဒပြိုင်မီဒီကနေတဆင့်သတင်းထုတ်ပြန်ခဲ့တာပါ။ အာနာတိစီယိုစုကမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကာဝေးပွေးရေးဥပဒေပုံမှန်23ခါဝေးဟာ2025ခုနှစ်ပါတီစံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြစေဖို့ရည်ရွယ်ပြီးဟောပြောတာ ပြောဆိုတာစီယုံလှုပ်ဆောင်တာဆန္ဒပြတာ စာရေးသားတာရုပ်ပုံပိုစတာတွေချိတ်ဆွဲတာတွေကိုတားမြစ်ထားတာဖြစ်ကအဲ့ဒီတားမြစ်ချက်ကိုလူစုလူဝေးနဲ့ဖောက်ပြခဲ့ရင်ထောက်တဲ့အနည်းဆုံး9နှစ်ကနေအများဆုံး1000နှစ်ထိချမှတ်ခံရမှာဖြစ်ပါတယ်။ ဒါအပြင်ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပုံမှန်24ခါဝေးဟာလည်းရွေးကောက်ပွဲကွန်ပရှင်ဖွဲ့ဝင်တဦးကိုတာဝန်မထမ်းဆောင်နိုင်ဖို့ဟန်တာတာဖြစ်တဲ့အတွက်ပုံမှန်အရကျွလွန်သူကိုထောင်ထဲအနည်းဆုံး9နှစ်မှအများဆုံးထောင်ထဲ10နှစ်ထိချမှတ်နိုင်တယ်လို့အာနာသိစီယုစုရွေးကောက်ပွဲကွန်ပရှင်ကထုတ်ပြန်ထားပါတယ်။ပြီးရစက်တင်ဘာ24ရက်နေ့အောက်တိုဘာ12ရက်နေ့မှာလည်း KNU ဥက္ကဋ္ဌဘဒိုဆော့ကွဲထူဝင်ဗဟိုလုံမှုဆောင်များအပါအဝင်73ဦးကို လိုက်ပွဲမျိုးမှရက်စကန်မှာမူဖွင့်ခဲ့သလိုရခိုင်တပ်တော် AA ချင်းမြချင်းလန်းစိုးရောက်ဖွဲ့ဝင်18ဦးတို့ကိုလည်းစစ်ကောင်မရှိကယူကောက်ပွဲနှောက်ရှက်ဟန်တောင်းမှုဥပဒေနဲ့အမှုဖွင့်ထားခဲ့ပါတယ်။